င်္ဂလာပါရှင် People's Press ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့အောက်တိုဘာ29ရက်နေ့အတွက်ဂျာမန်ပြောပြသွားမယ့်သတင်းတွေကတော့မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေကနေ TNLA စုတ်ခွာမယ်လို့ကြေညာလိုက်ပါတယ်အေယာဝတီမြကုတတော်အချိုးခံရပြီးစစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲခဲ့ပါတယ်တနင်္သာရီမြို့နယ်ကစစ်တပ်ခြေကုပ်စခန်းကိုတော်လှန်ရေးပူပေါင်းတပ်တိုက်ခိုက်ခဲ့တာပါအင်းတော်မျိုးကထွက်ပြေးတဲ့စစ်တုံးပန်းတွေကိုပြန်ဖမ်းမိထားပါပြီဒီသတင်းတွေပြောပြပါမယ်ရှင် လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA နဲ့စစ်ကောင်စီကိုယ်စားလှယ်တွေတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးပြီးအပြစ်အခတ်ရက်စဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း TNLA ကဒီနေ့သတင်းထုတ်ပြန်ပါတယ် PSLF TNLA ဒုဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးတားချုပ်ကြဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကောင်စီရဲ့ဒုဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့တို့ကတွေ့ဆုံခဲ့တာပါတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှီကျွန်းရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့ကိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံကုမင်းမြို့မှာအောက်တိုဘာ29နဲ့28ရက်တို့မှာပြုလုပ်ပြီးအပြစ်ရက်ဆက်ရေးသဘောတူခဲ့တာလို့ဖော်ပြပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ရဲ့ဂျားဝင်စီစဉ်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့တာလို့ဆိုပါတယ်။သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေကနေ TNLA တပ်တွေပြန်ဆုတ်ခွာမှာဖြစ်တယ်လို့တအန်းဒေသကိုလည်းစစ်တပ်ကလေရင်ပုံးကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာမဟုတ်ပဲအောက်တိုဘာ29ရက်ကစလို့နှစ်ဖက်ရောက်နေတဲ့နေရာတွေမှာတပ်တွေရပ်တန့်ပြီး အပြန်လှန်အပြစ်ခတ်ရက်စဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလိုဖြစ်လာရတာကအဓိကတရုတ်ဖိအားကြောင့်ဖြစ်တယ်လို့တအန်းသတင်းရင်းမြစ်တူကမှတ်ချက်ပြုပါတယ်။အခုလိုအပြစ်ရက်စဲလိုက်တာကတော်လှန်ရေးတရက်လုံးအတွက်အားနည်းမှုဖြစ်ပေါ်စေတာသိကြတယ်လို့လည်းသူကပြောပါတယ်။ဒါပေမဲ့ TNLA အနေနဲ့တဖက်လက်နဲ့ဆက်လက်ကူညီမှုတွေရှိနေမယ်လို့လည်းတအန်းသတင်းရင်းမြစ်ကသုံးသပ်ပါတယ်။စစ်ရေးနိုင်ငံရေးအရာဖိအားတွေကြောင့် TNLA ကယာယီအပြစ်ရက်ရပါပဲ။ တော်လှန်ရေးအင်အားစုတွေစိတ်ထမကြပဲအပြန်အလှန်ယုံကြည်မှုနားလည်မှုရှိရှိနဲ့တော်လှန်ရေးမအောင်မချင်းတိုက်ပွဲဝင်ရပါအောင်မယ်လို့တအန်းသတင်းရင်းမြစ်ကပြောပါတယ်မိုးမိန်နဲ့မိုးကုတ်ဒေသခံတွေကတော့ TNLA ရဲ့အခုလိုအပြစ်ရတဲ့လုပ်ရအပေါ်ဝေဖန်နေကြပါတယ် TNLA အနေနဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းမှုတွေလုပ်တိုင်းတရုတ်အစိုးရရဲ့ဖိအားပေးမှု စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုစတဲ့အခက်အခဲတွေကြုံရကြောင်းအသိပေးခဲ့ပါတယ် စစ်ကောင်စီကအခုဆွေးနွေးပွဲမတိုင်ခင် ကာလအောက်တိုဘာ1လလုံး TNLA ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းစစ်ဆေးရေးတွေစတိုက်ပြုလုပ်ခဲ့တာပါ TNLA ရဲ့ထုတ်ပြန်ချက်တွေအရထိန်းချုပ်မြို့ရွာတွေမှာစစ်ကောင်စီကအောက်တိုဘာအတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်40လောက်လုပ်ခဲ့လို့ကလေးငယ်တွေအများပြအပါဝင်ပြည်သူ90လောက်သေဆုံးတဲ့အပြင်60ကျော်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ် TNLA က10-20ခုစစ်ဆင်ရေးကာလမှာစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့12မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခု2025မှာတော့စစ်ကောင်စီထိုးစစ်ကြောင်းနောင်ချိုးကြောင်မဲတီဘောမျိုးတွေကိုလက်လွတ်ခဲ့ရပြီး အခုလည်းမိုးကုံနဲ့မိုးမိတ်ကိုအပြည့်ရက်ဆဲရည်အတွက်ဆုတ်ခွာဖို့သဘောတူပေးခဲ့ရတာဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းစင်ကူးမြို့နယ်ကအေယာဝတီမြစ်ကူးရတနာသိန်းခတရာမိုင်းခွဲခံရပြီးနောက်တရားပတ်ဝန်းကျင်ကိုစစ်တပ်ကအောက်တိုဘာ29ရက်တနေ့လုံးလေကြောင်းကနေဘုံကျဲတက်ခိုင်နေတယ်လို့ဒေသခံတွေကပြောပါရဲ။စင်ကူးမြို့နယ်ကြောင်မြောင်းမြို့ကိုဆက်သွယ်ထားတဲ့အေယာဝတီမြစ်ကူးတရားက အောက်တိုဘာ28ရက်ည7:00နာရီလောက်မှာမိုင်းခွဲခံရပြီးတရားကြိုးကြခဲ့တာလို့သိရပါတယ်။ဒီဖြစ်စဉ်ကြောင့်အောက်တိုဘာ29ရက်မနက်10:00နာရီကျော်ကတည်းကစစ်တပ်ရဲ့လေရင်တွေဇက်တိုက်တက်လာပြီးဘုံကျဲနေတယ်လို့ဒေသခံတအူးကပြောပါတယ်။မနက်10:00နာရီမှာ Jet Fighter တစ်စီးတည်း3ချိန်ပတ်ကျဲသွားပြီးလေရင်ဇက်တိုက်တက်နေတာကနေနေကင်း12:00နာရီကျော်မှာတော့လေးစီးမြောက်နဲ့ဘုံကျဲနေတယ်လို့သိရပါတယ်။ဘုံကျဲခံရတဲ့နေရာအတိအကျမသိရပေမဲ့တရားပတ်ဝန်းကျင်နဲ့ စင်ကူလက်ပံလှရွာဘက်တွေကျဲနေတာလို့လှမ်းမြင်နေရတဲ့ပြည်သူတချို့ကပြောပါတယ်။တရားကြိုးတာစစ်တပ်ကဘုံကျဲတာစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဒေသတွင်တော်လှန်ရေးအဖွဲ့တွေကိုဆက်သွယ်မေးမြန်းဖို့ People's Spring ကစ조사ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။ဒီတရားဆက်သွယ်ထားတဲ့သကိုင်းတိုင်းဘက်ခြမ်းမှာကြောင်မြောင်းစစ်တပ်ရှိပြီးစင်ကူမြို့ဘက်ခြမ်းမှာမန္တလေး PDF တို့စုမိုးထားကြတာဖြစ်ပါရဲ့ရှင်။တနင်္သာရီမြို့နယ်လေးမှန်ရွာအနီးတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗိခရိုင်အမှတ်နှစ်တရင်ကသတင်းထုတ်ပြန်ပါရယ်အောက်တိုဘာ28ရက်နေ့လယ်ပိုင်းကလေးမရွာအနီးစစ်ကောင်စီခြေကုပ်ယူထားတဲ့နေရာကိုဗိခရိုင်တရင်နှစ်တက်ခွဲတက်တရင်သုံးခွဲနှစ် KNDO တရင်ခုံခွဲသုံးတနင်္သာရီမြို့နယ်ပကဖဗိပကဖစတဲ့တော်လှန်ရေးပူပေါင်းတပ်ကဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါရယ်ဒီတိုက်ပွဲမှာစစ်တပ်ကအရာရှိတအူအပါအဝင်ထိခိုက်ကြဆုံးမှုရှိနိုင်ကြောင်းသိရတယ်လို့ဖော်ပြထားပါတယ် တစ်ဖက်မှာတော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်းရဲဘော်တအူးကြဆုံးပြီးတအူးဒဏ်ရာရခဲ့ကြောင်းအသိပေးပါရယ်လက်ရှိမှာလေးမရွာအနီးစစ်ကောင်စီပူးပေါင်းတပ်တွေဆက်ရှိနေပြီးတော်လှန်ရေးပူးပေါင်းတပ်ဘက်ကပြန်လည်ဆုတ်ခွာထားတယ်လို့ဘေးခရိုင်အမှတ်နှစ်တရင်သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်တနင်္သာရီမြို့နယ်တွေဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအရဒေသခံပြည်သူတွေနဲ့ခရီးသွားပြည်သူတွေသတိရှိစွာသွာလာကြဖို့လည်းမြစ်တာရခိုင်ထားပါရယ်နောက်ပြီးတနင်္သာရီမြို့နယ်အတွင်းစစ်ရေးပြင်းထန်နေတာကြောင့် အောက်တိုဘာ28ရက်ကစလို့ဘိတ်တင်းသားကြီးပုတ်ပြင်းလမ်းမကြီးတစ်လျှောက်ခရီးသွားလာမှုမပြုဖို့တားမြစ်ထားပါတယ်။အဲ့ဒီလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်နေတဲ့အပြင်လေရင်နဲ့လည်းဘုံကျဲနေတာကြောင့်ပြည်သူတွေကိုခရီးသွားလာမှုတားမြစ်ရတာလို့ဘိတ်ခရိုင်အမှတ်နဲ့တရင်ကရှင်းပြထားပါတယ်ရှင်။စကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိခဲ့ပြီးထွက်ပြေးသွားတဲ့စစ်တုံးပန်းတွေကိုလိုက်လံဖမ်းဆီးရမှာအရှင်ပြန်ဖမ်းမိသူတွေရှိသလိုတချို့လည်းတိတ်ဆုံးသွားတယ်လို့သတင်းရရှိပါတယ်။တော်လန့်ကနေဝန်းတိုဘက်ထွက်ပြေးတဲ့စစ်တုံးပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေကလိုက်လံဖမ်းဆီးချိန်မှာထွက်ပြေးစစ်တုံးပန်းတွေကပြန်လည်ပစ်ခတ်လို့တိုက်ပွဲလည်းဖြစ်ခဲ့ကြောင်းသိရပါတယ်။အင်းတော်မျိုးနဲ့35မိုင်ခန့်အကွာမှာရှိတဲ့ဝန်းသူမျိုးမှာစစ်ကောင်စီချင်းမြန်တက်ရင်ခမာရ131နဲ့ခမာရ120တက်ရင်တို့ရှိနေပြီးမြို့ပေါ်နေရာတွေမှာလည်းစစ်ကောင်စီကတပ်ဆွဲထားပါတယ်။အင်းတော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KRA ကျောင်းသားတပ်မတော် ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက April 9ရက်မှာတင်ယူခဲ့ပြီး တက်မ80ခွန်တက်မမှုဘုံမှုချုပ်အောင်သက်ဦးနဲ့စစ်တုံပန်းအများပြောက်လဲဖမ်းမိခဲ့ပါတယ်။အဲ့ဒီလိုဖမ်းမိတဲ့စစ်တုံပန်းတဲကမှတက်ရင်မူမျိုးမြင့်သူအပါဝင်73ဦးကအောက်တိုဘာ25ရက်နေ့မှာထွက်ပြေးသွားတာဖြစ်ပါတယ်။ဒါကအင်းတော်မျိုးကိုကာကွယ်ရေးတပ်ဖွဲ့တွေမသိမ်းပိုင်နိုင်သေးခင်မှာအရသာပြည်သူတွေကိုစစ်ကောင်စီကအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖမ်းဆီးနှိပ်စက်မှုတွေမှာပူးပေါင်းကျူးလွန်ခဲ့တဲ့မြို့နယ်အုပ်ချုပ်ရေးမှုအပါဝင်38ဦးကိုတီးခြားချုံနောက်ထားခဲ့တာကနေ့ 73ဦးလွတ်မြောက်သွားတာလို့စုံစမ်းသိရပါတယ်။ထွက်ပြေးသွားသူတွေကကင်းကြတဲ့ကာကွယ်ရေးရဲဘော်တွေကိုရိုက်နှက်သွားတယ်လို့တနက်3လက်နဲ့ကြီးစံတွေလည်းယူဆောင်သွားခဲ့တာပါ။ဒါကြောင့်လိုက်ဖမ်းတဲ့အခါမှာအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ခဲ့တာလို့နောက်ထပ်သတင်းရင်းမြစ်တဦးကပြောပါတယ်။ဒါပေမဲ့ထွက်ပြေး73ဘန်း73ဦးတွေကအရှင်ဘယ်နှဦးပြန်ဖမ်းမိပြီးဘယ်နှဦးသေဆုံးသွားတယ်လဲဆိုတာတိတိကျကျမသိရသေးပါဘူးရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။